မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 18ရက်နေ့နေလယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မော်ဘီမြို့နယ်ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်နေတဲ့ကျန်းဖို့ပါတီရုံးကိုလက်လုံမိုင်းတွေလက်ပြဘုံးတွေနဲ့တိုက်ခိုက်ရောစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးအပါအဝင်4ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီကောင်တွေကင်းထဲမှာစားတောက်နေတဲ့အချိန်လောက်ခဲ့တာပါ စစ်ကောင်စီတပ်သား၂ဦးပြည်သူစစ်၂ဦးထိခိုက်တယ်လို့မြေပြင်သတင်းရပါတယ်လို့မြို့ပြအကျွတ်အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်။နိုဝင်ဘာလ၁၆ရက်နေ့ည၁၀နာရီကမှလက်လုံမိုင်းတွေလက်ပြဘုံတွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြန်လည်ပြစ်ခတ်မှုတွေရှိပေမဲ့ရဲဘော်တွေအားလုံးဘေးကင်းတယ်လို့မြို့ပြအကျွတ်ကထုတ်ပြန်ထားပါတယ်။ထိခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့တေးကြအတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။စစ်ခွေးတွေကပြည်သူတွေအပေါ်ကျူးလွန်ထားတဲ့အကြမ်းဖက်သွေးစွန်းရာဇဝတ်မှုတွေ တရားဝင်ဖြစ်စေဖို့ရွေးကောက်ပွဲကိုအယောင်ပြလှုပ်ဆောင်နေတာကိုမြို့ပြကျွအနေနဲ့ကန့်ကွက်သွားမှာဖြစ်ပြီးတော့ပြည်သူတွေကိုမတရားဖမ်းဆီးနေတဲ့စစ်မှုထမ်းအတွက်လည်းလက်တုံ့ပြန်သွားမယ်လို့ထုတ်ပြန်ထားပါတယ် အခုက UG mission တွေအတွက် information ရရှိမှုအပိုင်းအရန်ကိုအားနေလာပါတယ်အဲဒါကြောင့်ပြည်သူတွေကိုသတင်းပေးစေခြင်းနဲ့2021 2020ဝင်းကျင်ကလိုမျိုးပြည်သူတွေတက်ကြွစားနဲ့ပြန်လည်ပါဝင်စေခြင်းပါလေလို့အထက်ပါတောင်းရှိသူကပြောပြထားပါတယ်ပြည်သူတွေအနေနဲ့မြို့ပြအချွတ်အဖွဲ့ကိုရွေးကောက်ပွဲနဲ့တက်ဆိုင်တဲ့သတင်းတွေအပါအဝင်စစ်ကောင်စီနဲ့ပတ်သက်တဲ့သတင်းတွေပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေတဲ့လေယာဉ်မှုတွေအရာရှိတွေရဲ့သတင်းအချက်အလက်တွေကိုပေးပို့ဖို့တောင်းဆိုထားပါတယ်မော်ဘီမြို့တနေရာမှာ နိုဗ ెంబ ာလ16ရက်နေ့ညကပေါက်ကွဲတံ3ချိန်ကြားခဲ့ရတယ်လို့ဒေတာခန်တွေကသတင်းပေးပို့ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်ကမ်ဘလူမြို့နယ်ဘူးကုန်းရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အထိုင်ဂိတ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့ပြည်သူ၄ဦးဟာကျွန်းလအချုပ်ထောင်ကိုဖောက်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ30ရက်နေ့ကနေလိုဗမ်ဘာလ8ရက်နေ့အထိကမ်ဘလူမြို့နယ်ဘူးဘုံစစ်ကောင်စီအထံဂိတ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်အမျိုးသား၄ဦးဟာကျွလအချုပ်ထောင်ကနေပြီးတော့လိုဗမ်ဘာလ10ရက်နေ့ည7:00နာရီခွဲအချိန်မှာအချုပ်ထောင်ကိုဖောက်ပြီးတော့ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်တလုံးမှာထောင်ဖောက်ပြေးလာသူ၄ဦးကိုသက်ဆိုင်ရာမြို့နယ်မိသားစုများစီကိုချိတ်ဆက်ပြီးတော့ပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ပြူစောတိလိုအပ်ချက်ကလည်းအရန်မြင့်မားနေတာပေါ့နော်။ ပြည်သူလူထုကနိုင်ငံရေးနဲ့စီးပွားရေးအကျပ်တဲတွေကြောင့်ရရလုပ်ငန်းတွေကိုလုပ်ကင်နေရတယ်။သတင်းအမှောင်ချဖို့ internet line ဖုန်း line တွေဖြတ်ခိုင်းထားရတော့မြေပြင်မှာဖြစ်နေတဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီမသိနိုင်ဘူးဗျ။ အဲ့ဒါကြောင့်မိသားစုအတွက်အလုပ်လုပ်ဖို့သွားလာကြရင်တော့မှကိုသွားမဲ့နေနေလမ်းကျော်စုံစမ်းပြီးမှသွားလာကြဖို့တိုက်တွန်းချင်ပါတယ်လို့ကျွန်းလာကံဘလူတက်သွားလှှရှားသူများအဖွဲ့ကတာဝန်ရှိသူကသွားရေးလာရေးဂီးဥဆက်ကြရန်တိုက်တွန်းပြောဆိုထားပါလေအချမ်းမဲ့စစ်ခွေးတိုက်ရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကနေပြီးတော့ထွက်ပြေးလွတ်မြောက်လာတဲ့ပြည်သူများဟာကဏီမြို့နယ်ရေစကြိုမြို့နယ်မုံရွာမြို့နယ်ပလဲမြို့နယ်များကဖြစ်တယ်လို့သိရပါတယ်ပြူစောတိလိုအပ်ချက်များနေတဲ့အတွက်ဝါတော်ဝါကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်တယ်လို့ပြောပြထားပါတယ်လက်ရှိဖမ်းဆီးခဲ့တဲ့သူများကို ငွေကြေးနဲ့လူရွေးရန်လှုပ်ဆောင်သူများကိုလည်းပြန်လွတ်ပေးခြင်းမရှိဘဲလူရွေးရန်ကြိုးပမ်းတဲ့သူတို့ပါခမှန်ဖမ်းဆီးခြင်းတွေလှုပ်ဆောင်လာတာကိုတွေ့ရှိခဲ့ကြောင်းကိုယ်တိုင်ဖမ်းဆီးခံရပြီးတော့ပြန်လည်လွတ်မြောက်လာသူကပြောဆိုထားပါတယ်အခုအဖမ်းခံရပြီးတော့ပြန်လွတ်လာတဲ့လူငယ်တွေကအသက်16နှစ်က2ယောက်အသက်21နှစ်နဲ့အသက်33နှစ်အရွယ်တွေပါနာမည်ကတော့လုံချုံရေးရပြောလို့အဆင်မပြေလို့ပါအခုကလူငယ်လူရွယ်တွေအကုန်လုံးကိုစွဲနေတာစပယ်နန်တာဂိတ်ရောအခုဒီစစ်စစ်ဂိတ်တွေကပါစွဲနေတာ ကဲမလူနေကတော့တရီထားမဲ့နေရပါပဲလို့အချက်မဲ့စစ်တပ်ရဲ့ပေါ်တာဆွဲနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျောလကဲမလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်ကဲမလူမြို့နယ်အတွင်းစစ်ခွေးတပ်နဲ့ပြူစော်တီများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းပြည်သူများထံကနေပြီးတော့ငွေကြေးနဲ့ရွှေအဖိုးတန်ပစ္စည်းများကိုလူရချင်းအမျိုးသမီးများကိုမရင်းကျက်တပ်ဖြတ်ခြင်းများကျူးလွန်လျက်ရှိတယ်လို့ဒေသဂရင်းရင်းမြများကသတိပေးထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကင်ပီနယ်မြောက်ရီမြို့နယ်ဖေကုတ်ကိုမြို့တင်မှာတရုတ်တပ်ထင်းများနဲ့ကြားဖြတ်ကုမ္ပဏီခေါင်းဆောင်များကို BGF တွေကညာရင်းချင်းကားများနဲ့တဲထုတ်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF ကနိုင်မောင်စော်ကရွှေကုတ်ကိုမြို့တယ်မှာကြားဖြန့်များကိုအပိအပြက်နှိမ်နှင်းတော်မှာဖြစ်ကြောင်းထုတ်ပြန်ကြေညာပြီးတဲ့နောက်လောဘမလာ18ရက်နေ့ညာရင်းချင်းမှာတင်ရွှေကုတ်ကိုမြို့တယ်ကတရုံများနိုင်ငံသားများနဲ့ကြားဖြန့်အလို့သမားများရာထောင်ချီပြီးတော့မြို့ကနေထွက်ခွာရန်စ조사လာကြခြင်းဖြစ်တယ်လို့သိရပါတယ်။ရွှေကုတ်ကိုမြို့တယ်အတွင်းမှာကားများပိတ်ပြီးတော့မြို့ထဲမှာရှိတဲ့လူတွေအလုံးနီလန်းမျိုးစုံနဲ့ထွက်ခွာလာကြခြင်းဖြစ်တယ်လို့သိရပါ ါတယ်။ဒါပေမဲ့ကြားဖြတ်တရုတ်တထင်းများနဲ့ကြားဖြတ်ကုမ္ပဏီခေါင်းဆောင်များကိုတော့ BGF များက VIP အနေနဲ့ကားနဲ့ညရင်းချင်းတည်ထုတ်ပေးနေတယ်လို့သိရပါတယ်။ BGF ကနိုင်မောင်စော်ကကြားဖြတ်နေကိုနှိမ်နှင်းမယ်။ဘာညာဆိုပြီးခချင်ညာတော့ထိုင်းသတင်းဌာနတွေမှာလည်းတက်လာရောမြန်မာသတင်းဌာနတွေမှာလည်းတက်လာတာရောကြောင့် ညာရင်းချင်းတရုတ်ပြည်နိုင်ငံသားတွေရွှေကုတ်ကိုကနေပြီးတော့အထုပ်ပြည်ဆွဲပြီးအကုန်ထွက်ပြေးကုန်ကြပြီ KK ပတ်လုံမျိုးဖြစ်မယ်ဆိုပြီးတော့အကုန်ထွက်ပြေးကြတာပါအလုပ်တွေတုံးရပြိမ့်မယ်ဆိုပြီးအောက်ခြေချားပြအလုပ်သမားတွေကိုလည်းကုမ္ပဏီဘက်ကပြောတယ်ဒါပေမဲ့ကုမ္ပဏီ in charge ကြီး team leader တွေနဲ့အရေးကြီးတဲ့တရုတ်တရေတွေကိုတော့ BGFA ကကားနဲ့အကုန်ခေါ်သွားတယ်ညာရင်းချင်းဝရုံးတော့ကိုဖြစ်သွားတာပဲကားတွေပိတ်လမ်းတွေပိတ်အကုန်လုံးထွက်ပြေးကုန်ကြတာလို့ခရင်စီရေးတရင်ရေးမိကပြောပြထားပါတယ်အောက်တန်းစား BGF နိုင်မောင်စောကရွှေကုတ်ကိုမှချားပြလောက်ကိုင်းသူတထောင်နဲ့ နှထောင်ကြားရှိပြီးတော့ကြားပြန်များကိုလုံးဝမထားတော့ဘဲအပြတ်အပီးသက်နှိမ်နှင်းတော့မှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်အခုလိုနှိမ်နှင်းရမှာစစ်ခွေးတန်းနဲ့ပူးပေါင်းပြီးတော့နှိမ်နှင်းမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်အမေရိကန်နဲ့တရုတ်ကပေးလာတဲ့ဖိအားကြောင့်မဟုတ်ပဲ BGF ကကြားပြန်နှိမ်နှင်းရသူ့ဘာသာသူစုံးဖြတ်တဲ့အချိန်နဲ့ ်အမေရိကန်နဲ့တွားပြီးတိုက်ဆိုင်ခြင်းဖြစ်တယ်လို့မနေ့ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါကြောင့်မှစစ်တပ်ကလည်းရွှေကုတ်ကိုအနီးဝန်းကျင်နဲ့နေရာတချို့မှာနေရာစတင်ယူနေပြီးတော့မြို့ရင်းနေရာအချို့မှာစစ်တပ်ကဝင်ရောက်မှုများရှိနေကြောင်း BGF နဲ့စစ်တပ်ကပူးတွဲပြီးတော့ဝင်ရောက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါပေမဲ့ရွှေကုတ်ကိုမြို့တွေကိုစတင်ထူထောင်ရမှာအဓိကကျတဲ့ BGF ခေါင်းဆောင်စောချစ်သူကတော့လူငင်ကွင်းကနေပျောက်ကွယ်နေပြီးဖေကုတ်ကိုမှမတွေ့ရဘူးလို့ပြောပါတယ်ဖေကုတ်ကိုအရေးကိစ္စကို BGF နိုင်မောင်စော်ကဦးစီးလုတ်ကိုင်းတဲ့သဘောလို့မြင်ရကြောင်းအခြားကရင်စီရဲ့သတင်းရင်းတွေကလည်းပြောဆိုထားပါတယ်စောချစ်သူကလူငင်ကွင်းကိုတိတ်မထွက်တော့ဘူးသူ့ရဲ့ပထွေးဖြစ်တဲ့ရှီစီချန်းဆိုတဲ့ဂိုင်းချုပ်က November 12ရက်နေ့ကတရုတ်ကိုလွှဲပြောင်းပေးလိုက်ကြတဲ့က သူလူမြင်ကွင်းကနေပြောက်ွယ်သွားတာအရင်ကဆိုသူ့ကားထဲနဲ့သွားလာနေတာရှိသေးတယ်အခုတော့ပြောင်းနေတယ်ရွာပဲပြန်သွားတာလားတမင်လူမြင်ကွင်းကိုမထွက်တာလားတော့မပြောတတ်ဘူးလို့ခရင်စီရင်သတင်းရေးမြစ်ကရှင်းပြထားပါဗျ။ဖေကုတ်ကိုကိုထူထောင်ခဲ့တယ်ကြားဖြန့်ခေါင်းဆောင်ကြီးရှီစီချန်းကိုကြားဖြန့်ငွေလိမ်မှုများအပြင်နိုင်ငံတကာရာဇဝတ်မှုများနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဝင်ဘာလ12ရက်နေ့မှာလွှဲပြောင်းပေးလိုက်ပြီးတော့အမေရိကန်ကလည်းကြားဖြန့်များကိုအကူအညီပေးနေတဲ့ DKBA တပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးကို စီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြန့်တိုက်ခတ်ရေးအထူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဖအံမြို့နယ်နဲ့မွန်ပြည်နယ်မော်လမြာမြို့တို့ကိုတွားရောက်ခဲ့တဲ့ခရီးစဉ်များမှာအကြမ်းဖက်ဆစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ကသဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကပြင်ဆင်တိုက်ခင်းပေးထားတဲ့ရေတန့်ရေနွေးလက်ဖက်အထူပွင့်နဲ့အစားအသောက်များကိုလုံးဝမတို့ထိပဲနဲ့ ၎င်းရဲ့ကိုရီးအရာရှိအဖွဲ့ကပြင်ဆင်ပေးထားတဲ့ကိုပိုင်ရေဘူးထဲမှာပါတဲ့ရေတန်းနဲ့အစားအသောက်များကိုသာယူဆောင်စားတောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ခွေးကောင်းဆောင်မေအောင်လိုင်ကနိုဝင်ဘာလ15ရက်နေ့ကကရင်ပြည်နယ်ဖရန်မြို့နယ်ကို၎င်းနိုဝင်ဘာလ16ရက်နေ့မှာမော်လမြိုင်မြို့ကို၎င်းတွားရောက်ပြီးတော့ခါနာဆိုင်ရာတွဲဆုံဝဲများမြို့ကိုကြိရှုစစ်ဆင်မှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အခုလိုလှုပ်ဆောင်ရမှာမေအောင်လိုင်ကတပ်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကတဲခင်းပေးထားတယ်။တောက်ရီ၊လက်ဖက်၊ရင်းနှွေးအချိုးပွဲနဲ့အစားအသောက်များကို လုံးဝမစားတော့ရဲတဲ့အပြင်တုတ်ထိတ်ခြင်းတော့မပြုတ်လောက်ခဲ့ဘူးလို့ပြောပါတယ်အချင်းတော်တော်များများမှာထင်းရနေရကိုမဲအောင်လိုက်ကရှောက်ပြောနေခဲ့ပြီးတော့တွေ့ဆုံပွဲများမှာလည်းအ ਨੇ စုံတနအီကြောကြောင်မယမနာတယောက်ထဲနဲ့ဆော့စကားတွေများနေခဲ့တယ်လို့ပြောပါတယ်သူရှိမှရေတန့်ရေနွေးခွက်မြမမုံနဲ့လက်ဖက်အချိုပွဲတွေခြားထားပေးတယ်တောက်လျှောက်ကိုဒီကောင်စကားတွေပြောတာတနအီကြောလောက်ကြားတယ်အဲ့ဒါသူရှိမှခြားထားတယ်ပြင်းနေအစိုးရအဖွဲ့ကပြင်ပေးထားတဲ့တောက်ရေတို့ရေနွေးအချိုပွဲအဲ့ဒါတွေကိုလုံးဝကိုမထီဘူး သူ့ကိုရေးအရာရှိအဖွဲ့ကစီစဉ်ပေးထားတဲ့ရေဘူးကိုပဲတောက်တယ်နေလေစားတွေဘာတွေစားတော့လဲပြင်းတဲ့အစိုးရအဖွဲ့ကစီစဉ်ပေးတာကိုမစားရဲဘူးသူ့ကိုရေးအရာရှိအဖွဲ့ကစီစဉ်ပေးတာကိုပဲစားတယ်အဲ့ဒီသူ့ကိုရေးအရာရှိအဖွဲ့သာသူ့ကိုအစိတ်ခတ်တက်လိုက်မယ်ဆိုရင်ပွဲသိမ်းတာကြာပြီလို့မင်းအောင်လိုင်ရဲ့အပြုံမှုနဲ့အနေအထိုင်ကိုသတိထားမိခဲ့တယ်ဌာနဆိုင်ရာသတင်းရင်းတွေကပြောပြထားပါတယ် စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ဟာကရင်ပြည်နယ်ဖမ်းမြုပ်ခရီးစဉ်အတွင်းမှာလုံခြုံရေးစိတ်မချရတာနဲ့ခရီးစဉ်တရင်ပေါကြားသွားတာတွေကြောင့်အစည်းအဝေးများကိုဖျက်သိမ်းခြင်းနဲ့တပ်နယ်တွဲဆုံပွဲများဖျက်သိမ်းမှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါနိုဝင်ဘာလ15ရက်နေ့ကဖမ်းမြုပ်ခီးစဉ်အတွင်းမှာစစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကဌာနဆိုင်ရာတွေ့ဆုံပွဲလုပ်ဆောင်ခဲ့ပြီးတဲ့နောက်လူငယ်စင်တာနဲ့ဇွဲကပင်မိုးလုံးလေးလုံးအားကစားကွင်းတည်ဆောက်မှုကိုတွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။မူလအစီအစဉ်ဖြစ်တဲ့ဖမ်းတပ်နယ်တွေ့ဆုံပွဲနဲ့တောင်ကလေးစစ်ဆေးရုံကိုတွားရောက်မဲ့အစီအစဉ်များကို ဖျက်သိမ်းခဲ့တယ်လို့ပြောပါတယ်အဲ့ဒီနောက်ဖမ်းအမညမအိတ်ရဲတော်ပဲရဟတ်ရင်နဲ့မော်လမြိုင်မြို့ကိုထွက်ခွာကအရှိတောင်တိုင်းစစ်ဌာနချုပ်မှာညအိတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့စာတင်ကျောင်းများကိုစစ်ခွေးတပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့ရာကျောင်းသားကျောင်းသူများကိုအချိန်မီပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက်တေဆုံးထိခိုက်မှုတော့မရှိခဲ့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ18ရက်နေ့နေ့လယ်12နာရီခွဲအချိန်မှာကြောက်ဖြူမြို့နယ်မေးရတိုက်နယ်လိတ်တေချေးရွာအတွင်းကိုစစ်ခွေးတပ်ကလေကြောင်းကနေတဆင့်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီဘုံဟာလိတ်တေချေးရွာစတင်ကြောင်းအတွင်းကိုကြားရောက်ပေါက်ကွဲခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီနောက်အသေးခံ drone တစ်စင်းနဲ့ပါအဲ့ဒီစတင်ကြောင်းကိုထပ်မံပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။ဒါပေမဲ့စတင်ကြောင်းထဲမှာစတင်ကြနေကြတဲ့ចောင်းသားចောင်းသူများကို အချိန်မီရွှေပြောင်းနိုင်ခဲ့တဲ့အတွက်အသက်သေးဆုံးဒဏ်ရာရမှုတွေမရှိခဲ့ဘူးလို့ပြောပါရယ်။စာတင်ကြောင်းအဆောက်အုံကတော့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါရယ်။အလားတူပဲနိုဝင်ဘာလ18ရက်နေ့နေ့လယ်7:35မိနစ်အချိန်မှာလဲ စိတ်ခွေးတက်ကကြောက်ဖြူမျိုးနဲ့ကြောက်ကလေးခြေရွာကိုလေရင်နဲ့ပေါင်900ဘုံနှလုံးလိုက်ရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒါအပြင်အဲ့ဒီနေ့ညနေ4နာရီခွဲအချိန်မှာလဲအမြင့်ကျွန်းတရားအနီးနားကို112လေရင်နဲ့ဘုံအလုံးကြီး60ကလိုက်ရောက်ကျဲချသွားခဲ့တယ်လို့သိရပါဗါအလားတူပဲနိုဝင်ဘာလ18ရက်နေ့ည8နာရီ18မိနစ်အချိန်မှာလဲကြောက်ဖြူမျိုးနဲ့မေးရတိုက်နယ်မှာရှိတဲ့မေးရရွာနဲ့တန်ချောင်းရွာအနီးပတ်ဝန်းကျင်နေရာများကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင် ဇင်ချောင်းကန်းကြီးမျက်နှာစာမှာနေရာယူထားတဲ့စစ်ခွေးတပ်ရဲ့စစ်သင်္ဘောနှစ်စီးကလည်းလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လက်တလောထိခိုက်ဒဏ်ရာရတေဆုံးမှုများလောလောဆယ်တော့မသိရသေးဘူးလို့အေအေဘက်ကထုတ်ပြန်ထားပါတယ်။စစ်တပ်ကကြောက်ဖြူမြို့မှာရှိတဲ့ခြေဝါများကိုလေချောင်းတိုက်ခတ်မှုများဇက်တိုက်ပြုလုပ်လာနေတဲ့အတွက်ကြောင့်လေချောင်းရံကိုပုံမပြီးတော့တရိထားကြရန်အေအေကတရိပေးထားကြောင်းသတင်းရရှိပါတယ်ခမောင်း။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာစစ်ခွေးတပ်နဲ့ကျောင်းကုန်းကြီးပြူစော်တီအဖွဲ့ကမတော်တဆမိုင်းထီလို့ဈေးလာကုတဲ့အမျိုးသားတအူးအမျိုးသမီးတအူးနဲ့သုံးဘိန်းမောင်းတဲ့အမျိုးသားတအူးတို့ကို PDF နဲ့ဆက်နွယ်နေတယ်ဆိုပြီးတော့ဖမ်းဆီးပြီး တိုးဘိန်းကားကိုပါတည်ယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ15ရက်နေ့ည7:00နာရီအချိန်ကမှရေဘုတ်ကလေးကြီးရွာကကိုနိုင်မြင့်ဆိုသူဟာရေဘုတ်ကြီးကြီးရွာကရေဘုတ်ကလေးကြီးရွာကိုပြန်လာတဲ့အချိန်နှစ်ရွာကြားထဲမှာမိုင်းမတော်တဆနင်းမိတာကြောင့်မိုင်းထိဒဏ်ရာကိုဆေးကုသဖို့ရေဘုတ်ကြီးကြီးရွာကပွင့်ဖြူမြို့ပြည်သူစေယုံကြီးကိုတိုးဘိန်းကားနဲ့လာတဲ့အချိန်မှာစစ်ခွေးတပ်နဲ့ပြူစောတိအဖွဲ့များကဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါဗျ။ကိုနိုင်မြင့်က မိုင်းနေမိပြီးတော့ခြေတလုံးပောင်တဲ့တင်မားတွေကိုမိုင်းစာထိမှန်လို့ဆေးရုံသွားပြတာလမ်းမှာစစ်တပ်လက်ကင်းနဲ့တွေ့ပြီးတော့အဖမ်းခံရတာပါကျောင်းကုန်းကြီးရွာကပြူစောတိတွေပါတော့ဘာမှကိုပြောလို့မရဘူး PDF ဆိုပြီးတော့တန်းဖမ်းတော့တာပဲဘယ်အဖွဲ့ဝင်မှမဟုတ်ဘူးပြောလည်းမရဘူးကိုနိုင်နဲ့အပါဝင်သုံးမိန်းမမပါလာတဲ့အမျိုးသမီးနဲ့သုံးမိန်းမောင်းတဲ့သူကိုပါဖမ်းပြီးတော့သုံးမိန်းမှတိန်သွားတာလို့ဖြစ်စဉ်ကိုသိရှိတဲ့ဒူတူကရှင်းပြထားပါတယ်ပွင့်ဖြူမျိုးနဲ့ကျောင်းကုန်းကြီးကျေးရွာပြူစောတိအဖွဲ့ဟာ ပွင့်ဖြူဝါဆိုင်ပြိုးရဲအထိုင်တက်နဲ့ပူပေါင်းပြီးတော့အနီးနားမှာရှိတဲ့ကျေးရွာများကပြည်သူများကိုမတရားဖမ်းဆီးတာတွေကိုလှုပ်ဆောင်နေတဲ့အောက်တန်းစားတွေဖြစ်ကြောင်းတွင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်း 俺们走六来内交这个喵。嗯